ပဲခူးတိုင်းနောက်ချမ်းပရောင်းမြို့နယ်အတွင်းမှာစစ်ကောင်မရှင်တပ်က၎င်းတို့လက်လွတ်လိုက်ရတဲ့လေသာတောင်ကိုစစ်ကြောင်းပြန်ထိုးလို့အထင်းနာပြီးပြန်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါဗျ။အရခတ်တတော်အေးထိန်ချုပ်ထားတဲ့လေသာတောင်ကိုအောက်တိုဘာ6ရက်မနက်ပိုင်းမှာအင်အား300ကျော်ပါစစ်ကောင်မရှင်စစ်ကြောင်းကဒရုန်းနဲ့လက်နက်ကြီးပါသုံးပြီးစစ်ကြောင်းထိုးတက်လာလို့အေးကတံပြန်တိုက်ခိုက်ခဲ့တဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေများခဲ့ပါဗျ။စခန်းကုန်းကိုပြန်ရရမယ်ဆိုပြီးတက်လာတာ မလာခင်လက်နက်ကြီးတွေ drone တွေအရင်လွှတ်တာအဲ့ဒါကိုမှဒီဘက်ပူပေါင်းဖွဲ့ကတံပြန်ထိုးစစ်တဲ့တိုင်းချိန်မှာအလောင်းတွေ ဆွဲပြီးပြေးရတာလို့စီးအေးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်အေးတပ်ဖွဲ့တွေဟာစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်ကိုကြားဖြတ်ပြီး drone တွေလက်နက်ကြီးတွေနဲ့ပါဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်ဘက်ကထိခိုက်သေဆုံးမှုတွေများခဲ့တာဖြစ်ပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စင်လန်နီးရှိကာကင်စခန်းကုန်းဖြစ်တဲ့ဒေတာစခန်းကိုပြန်လည်ရယူဖို့စစ်ကြောင်းထိုးလာလို့ထိခိုက်သေးဆုံးခဲ့ရတဲ့အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုဆွဲပြီးနောက်ဆုတ်ထွက်ပြေးရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ရွေးကောက်ပွဲကျင်းပဖို့နီကက်လာချိန်မှာစစ်ကော်မရှင်က ARD တိုင်းတွင်ဆုံးရှုံးနေပြီစခန်းတွေကိုပြန်ရယူလိုနေပြီးရခိုင်နဲ့ ARD ဝင်းမောက်ရှိအရေးပါတဲ့နေရာတွေတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်ကပသိမ်မုံရွာငတိုင်းချောင်းကလမ်းစုံရှိရေနသာစစ်စေးခိတ်ကိုအာရခတတော်အေးကငတိုင်းချောင်းဘက်ကနေဝင်ရောက်တိုက်ခိုက်လာမှာကိုအတိကစိုးရိမ်နေပါတယ်။ဒါကြောင့်ငတိုင်းချောင်းမြို့နယ်တခြားမှာကင်းမုံတွေနဲ့စစ်စေးဂိတ်စခန်းငယ်တွေကိုချထားပြီးစင်မရန်တနန်းစင်တသားတစ်တွေကိုပါဂိတ်မာနေရာချထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြီးမာကမဲစင်းကြည့်ဖို့ဖျားလာပေးတာရှိတယ်။အမြောက်တက်နီးကရွာတွေ ငတိုင်းချောင်းမြို့ပေါ်ပြေးလာရတာတွေလည်းတအားစီစစ်နေတယ်။သူတို့စီးရဲပြင်နေတာတွေလည်းမြင်သိနေရပါတယ်လို့ရေးကြီးဒေတာကန်တူက AR Times ကိုပြောပါရယ်။ဒါအပြင်လူဝင်အားတိုးချက်ပို့ဆောင်ရမှာဆက်သွယ်လမ်းကြောင်းတွေသတင်းပေါက်ကြားပြီးဂျားဖြတ်တိုက်ခိုက်ခံရမှုတွေရှိတဲ့အတွက်စစ်သုံးကားကြီးတွေစာအိမ်သုံးမော်တော်ယာဉ်တွေနဲ့လူဝင်အားပို့ဆောင်နေရတယ်လို့ဒေတာကန်တွေကပြောပါရယ်။ရေးကြီးလေးမျက်နှာနဲ့အင်ကပူမျိုးနယ်တွေကိုဆင့်ရပို့ဆောင်ရမှာ ဟင်းသနားကနေကွင်းကောက်ထိတက်ကစာစီကုန်းဘေပြားကုန်းတို့ဘက်ကဝင်ပြီးလူအယံပို့ဆောင်နေရပြီးအမြောက်တက်သုံးလင်းလေးတီတောင်ကုန်းမြင်နဲ့ပသိမ်မြစ်ချားမှာခြေကုပ်စခန်းတွေထပ်ယူပြီးအင်အားတိုးချက်ထားပါရယ်စစ်ကောင်မရှင်ဟာရေကြီးရှိဒေသခံများစုကိုအေးအေးထောက်ပို့လို့ဆွဆွဲကပြီးခဲ့တဲ့စက်တင်ဘာလကစတင်ပြီးအဖမ်းစီရေပုံမှုများလာပြီးခောက်ဆွဲကြောင့်တည်ယူရာကအစစားတော့ကုန်တည်ယူမှုကိုတင်းကျပ်လာတယ်လို့သိရပါရယ် ရင်းနှသာစစ်ဆေးဂိတ်ဖြတ်တမ်းမှုကို တင်းကျပ်စွာစစ်ဆေးတမြစ်ထားပြီးလက်ယူကဖြတ်တမ်းခွင့်ပေးတဲ့ဆင်ယာရှိတွေကိုဖမ်းဆီးရေးယူနေရရွှေပြောင်းတဲ့အထိအပြင်းထန်ကင်တွယ်နေပါရယ်အေကလည်းလင်းမျက်နှာနဲ့အင်ကပူဆက်ရှိခြေပါတွေကိုတင်းယူထားပြီးခြေကြီးရှိအမြောက်တက်ကိုပါစီးရေးရချိန်ချောက်ထားပါရယ်ဂိုက်ပွဲပြင်းထန်နေတဲ့ပုံပေါ်မှာကချင်လွတ်လိုက်တမရခရိုင်ကစစ်ကောင်မရှင်တက်ရဲ့စခန်း၃ခုကိုတင်ထားနိုင်ပြီး အခုရပိုင်းတွင်စစ်ကောမရှင်တပ်ကဗိုလ်မှူးအဆင့်တွေအပါအဝင်တပ်ဖွဲ့ဝင်30ကျော်တေဆုံးတယ်လို့သိရပါတယ်။အခုအော်တိုဘာပထမပတ်တွင်စစ်ကောမရှင်တပ်ကဗိုလ်မှူးအဆင့်3အပါအဝင်တပ်ဖွဲ့ဝင်30ကျော်မှာ KIA နဲ့ဖြစ်တဲ့တိုက်ပွဲတွင်တေဆုံးခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။စစ်ကောမရှင်ရဲ့ခလာယာ230ခမာယာ380ခမာယာ415တို့ကဗိုလ်မှူးနဲ့တပ်ဖွဲ့ဝင်တွေ အခုရပိုင်းတွင်တေဆုံးတာဖြစ်တယ်လို့ကချင်သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်တိုက်ပွဲကနှစ်ဖက်ပြန်လည်သူတင်ကိုတင်အဆင့်ကနေခရိုင်ဘက်ကတာစီယူလာတယ်ကာကင်စခန်းတော်တော်များများလည်းတင်းယူနိုင်လာတယ်စစ်တပ်ဘက်ကလေရင်ကွင်းပြန်သုံးမယ်လို့အတန်နှွင့်လာတယ်သုံးဖို့အပြစ်ခံရမှာပဲလို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ဒါအပြင်အောက်တိုဘာ3ရက်နေ့ကနှစ်မိုင်နဲ့သုံးမိုင်နီတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်မရှင်ရဲ့ကန်ကင်းစခန်းသုံးခုကိုလည်းခရိုင်ကတင်းယူထားနိုင်ပြီလို့သိရပါတယ်။ခရိုင်အနေနဲ့ဗမောတိုက်ပွဲအတွင်းအသာစီးပြန်ရနေပြီးကန်ကင်းစခန်းတွေကိုဇက်တိုက်တင်းယူနေကနယ်မြေရှင်းလင်းမှုတွေပါလှုပ်ဆောင်လာနိုင်တယ်လို့သိရပါတယ်။နှမိုင်နဲ့သုံးမိုင်ပတ်ဝန်းကျင်ကစစ်ကောင်မရှင်တပ်တွေကိုလည်းရှင်းလင်းနိုင်ခဲ့ပြီးစစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းတွေကိုပါကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ပဲခူးတိုင်းနောက်ချမ်းဗရောင်းမြို့နယ်လေးသာတောင်ကိုစစ်ကူပေးဖို့တက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာအရက်ခတ်တက်တော်အေးနဲ့ပူအောင်တက်တွေရဲ့တိုက်ခိုက်ခံရပြီးသေဆုံးမှုများပြီးနောက်ဆုတ်ပြေးနေရတယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ10ရက်မနေ့ပိုင်းမှာစင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးတော့သေဆုံးမှုတွေများတဲ့အတွက်လေးချောင်း ပြစ်ကူပေးပြီးကယ်ထုတ်နေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စင်လန်စခန်းကနေလေးသာတောင်ဘက်ကိုထွက်လာတဲ့တက်က အင်းနဲ့ထိတ်တိုက်တွေ့ပြီးအတိုက်ခံရတာဝိုင်းချွဲနဲ့ဘုံကျဲပေးနေရတယ်လို့စီးရဲသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အင်းအားတရားနီးပါးပါစစ်ကော်မရှင်တပ်ဟာဘရောင်းတောင်ကုတ်ကားလန်တလျှောက်ခြုံခိုချီတက်လာပြီးဒေသတောင်တကျောကိုရောက်ရှိဖို့စူးစမ်းချိန်မှာအင်းတက်နဲ့ထိတ်တိုက်တွေ့ပြီးထိခိုက်သေးဆုံးမှုတွေများပြီးနောက်ဆုတ်ပြေးရတာပါ။ စစ်ကူပေးဖို့တက်လာတဲ့အဲ့ဒီအဖွဲ့ကိုစစ်ကောင်မရှင်ကဝိုင်းထွဲနဲ့ဇက်တိုက်ဘုံကျဲပြစ်ကူပေးပြီးပြန်လည်ကယ်ထုတ်နေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်မရှင်နဲ့အေအေတို့လက်နက်ကြီးပြန်လည်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်လေသာတောင်နဲ့ညောင်ကျိုးစကန်တဝိုက်ကိုစစ်ကောင်မရှင်တပ်တွေ ကစင်ကလျားထွက်ပြေးရပြီးဒရုန်းနဲ့လက်နက်ကြီးပြစ်ကူတွေပါပေးခဲ့ရပါတယ်။စစ်ကောင်မရှင်ကညောင်ကျိုးစကန်တဝိုက်ကိုပြန်လည်ထိန်းချုပ်လိုတာကြောင့် ညောင်ကျိုးလန်တကျောကိုပါစိုးမုံမှုရယူနိုင်ဖို့ကြိုးပမ်းနေပေမဲ့ထိုးစစ်ဆင်လာတဲ့တပ်တွေထိခိုက်သေးဆုံးမှုများစွာနဲ့တက်ဆုပ်ပြေးနေရတာဖြစ်ပါတယ်။ဗမာမျိုးရင်းစစ်ကောင်မရှင်နဲ့ကချင်လွတ်လိုက်တမရော်ခရိုင်တို့တိုက်ပွဲပြင်းထန်နေပြီးခရိုင်ကစစ်ကောင်မရှင်ခြေကုပ်စခန်း6ခုကိုသိမ်းယူလိုက်ပါတယ်။ဗမာမျိုးအာထကတိအနီးကစစ်ကောင်မရှင်ခြေကုပ်ယူထားတဲ့စခန်း3ခုကို မနေ့ကအောက်တိုဘာ10ရက်မနက်ပိုင်းမှာခရိုင်ကရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နှစ်မိုင်နဲ့သုံးမိုင်ဝင်းကျင်မှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေရှိနေတယ်။ဗမော်မျိုးရင်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးဒီနေ့မနက်မှာအထက်ကနီကစစ်တပ်စခန်းတွေကိုသိမ်းလိုက်တယ်ပြောတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အော်တိုဘာလ9ရက်နေ့ကလည်းနှစ်မိုင်နဲ့အရှိတာစီ စက်ကြားကောက်ကွင်းနီစစ်ကော်မရှင်ရဲ့ခမရ3နှစ်3ညခြေကုပ်စခန်းသုံးမှုကို ခရိုင်ကတင်းယူနိုင်ခဲ့ပါရယ်။ခရိုင်ဟာဗမော်မျိုးရင်းနှစ်မိုင်နဲ့သုံးမိုင်ဝင်းကျင်က စစ်ကောင်မရှင်တပ်တွေကိုတိုက်ခိုက်ရှင်းလင်းထားပြီးရှေ့ပြည်သား KBC ဖျားကြောင်ကုန်းကိုပါပြန်လည်ထိန်းချုပ်ကစီအေးရအသာစီးပြန်လည်ရယူထားနိုင်ခဲ့ပါတယ်။ KIA အနေနဲ့အခုရက်ပိုင်းတွင်ဗမော်တိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကအရာရှိ၃ဦးအပါအဝင်တပ်ဖွဲ့ဝင်30ကျော်ကိုပါ ရှင်းလင်းထားနိုင်ခဲ့တာပါ။ဗမော်မြို့ကိုပို့ခံထားရတဲ့ခလာယာ230ခွန်ခမာယာ380ခမာယာ415တို့ကထုံထုံတပ်ဖွဲ့တွေအခုရက်ပိုင်းတွင်တိုက်စုံမှုတွေများနေတာဖြစ်ပါတယ်။ စစ်ကောင်မရှင်ကစီးရင်အုပ်စုနဲ့ပမော်မြို့ကိုစစ်ကူပေးပြီးနောက် KIA သိမ်းပိုက်ထားတဲ့တပ်ရင်းတွေကိုပြန်လည်ထိန်းချုပ်ပြီးစစ်ကြောင်းဆက်ထိုးလာရာ KIA နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်စခန်းတွေကိုပြန်လည်လက်လွတ်နေရတာဖြစ်ပါတယ်စစ်ကောင်မရှင်ရဲ့နယ်ရေကန်ပြူဟာကာကင်စကန်ဖိုက်တာဂုံးကိုအရခတက်တော့အေးနဲ့ပူပေါင်းတက်တွေဝင်ရောက်သိမ်းပိုက်ပြီးနောက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကစင်ကလေးအားထွက်ပြေးကြရတယ်လို့သိရပါတယ် အင်းနဲ့ပူပေါင်းတက်တွေဟာမနေ့ကအောက်တိုဘာ10ရက်နေ့ကစစ်ကော်မရှင်ရဲ့နိုင်ငံဗျူဟာကုန်းရဲ့အဓိကကာကင်စကန်ဖြစ်တဲ့ fighter ကုန်းကိုသိမ်းယူပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလက်နက်များစွာစွန့်ပြီးပြေးနေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။နိုင်ငံစကန်ပါသွားမှဆိုလို့စစ်တပ်ကလေကြောင်းကနေတောက်လျှောက်ဘုံကျဲနေတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။နိုင်ငံဤကာကင်စကန်အလုံးကြီးပါအသိမ်းခံရပြီးနိုင်ငံဗျူဟာပါပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်မရှင်ကနေကန်စကန်ကအမြောက်ကြီးကိုဝင်းချီဆက်စွဲရင်နဲ့ရင်သုံးစီးတမ်းမီတဲထုတ်သွားရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့နေကန်ကြီးကိုစင်အားအပြည့်ပါတဲ့ကားကြီးတစ်စီးအင်အားဖြည့်ခဲ့ပြီးအင်အား30လောက်ပါတဲ့ခြေလင်းစစ်ကြောင်းတစ်ခုကိုလည်းဇင်းပြုံးဘက်ကနေပစီဘက်ကိုဆင်လွတ်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ကမနေ့ကဆလို့၄ချောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီး ိုက်ပွဲမှာလည်းနေရီကန်တဝိုင်း300လောက်မှာဖြစ်ပွားနေတယ်လို့သိရပါဗျ။ Fighter Scan ကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အလုံးနီးပါးထွက်ပြေးသွားပြီဖြစ်တာကြောင့်နေရီကန် Scan အနီးမှာတိုက်ပွဲပြင်းထန်ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ်။စစ်ကောင်မရှင်ထိုးစစ်ဆင်နေတဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်လေးသာတောင်တိုက်ပွဲမှာထိခိုက်ဒေဆုံးမှုတွေများပြီးအလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားစေဖို့စစ်သုံးကားတွေအုံပြုဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ စစ်ကောင်မရှင်ဟာ၎င်းတို့လန်းလို့လဲရတဲ့လေသာတောင်ရှိစစ်စခန်းကိုပြန်လည်ရရှိဖို့အတွက် အော်တိုဘာ6ရက်နေ့ကစလို့စစ်ကြောင်းထိုးလာရာအရကတတော် A တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးအလောင်းတွေဆွဲပြေးခဲ့ရတာပါ။ကာနစီခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူး။အလောင်းကောက်ဖို့ဖြစ်ပါတယ်။လူမှုကူညီရေးအသင်းမှရင်းတွေနဲ့အလောင်းတွေ တင်လို့သတင်းပေါက်ကြားပါတယ်ဆိုပြီးသူတို့ကားတွေနဲ့အသင်းပြင်ထားတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။ စစ်ကောင်မရှင်တပ်ဟာတေဆုံတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတယ်ဆောင်မှုအတွက်အနီးနားခြေပေါ်တွေကလူမှုကူညီကားတွေကိုအရေးပေါ်အသုံးပြုရမှာပြင်ပကိုသတင်းပေါက်ကြားတယ်လို့ဆိုပြီးတိုက်ပွဲအတွင်းကအလောင်းတွေကောက်ယူဖို့စစ်သုံးမော်တော်ယာဉ်နှစ်စီးကိုအသင့်ပြင်ထားတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီအလောင်းတွေဘူကားနှစ်စီးကိုအုတ်ရှိပင်တရာစစ်စေးကိတ်မှာအသင့်နေထားနဲ့ထားရှိထားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်စစ်ကြောင်းဟာပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကဆင်လန်စကန်ကနေ နေသာတောင်ဘက်ကိုခြုံခိုထွက်လာရာအေးနဲ့ထိတ်တိုက်တွေ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်20လောက်တေဆုံးခဲ့ပါတယ်။ကျန်လူတွေကိုတော့ဝိုင်းထွဲလီနဲ့ဘုံကျဲပြစ်ကူပေးကဲထုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်မရှင်ကညောင်ကျိုးစခန်းနဲ့တောင်ငုံလမ်းကျောကိုပြန်လည်ရရှိဖို့ထုံထုံအင်အားလွန်ကျွန်သုံးပြီးစစ်ကြောင်းထိုးလာရာညောင်ကျိုးနဲ့တောင်ကုတ်ကြားမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံးလိုက်တေဆုံးခဲ့ရတာပါ။အဲဒီလိုတေဆုံးမှုကိုဖုံးဖိထားပြီးအဲဒီလမ်းကြောင်းကဖြတ်တန်းသွားလာသူတွေကိုပါ ဖန်ဆီးမှုတွေရှိနေတယ်လို့ဒေတာရင်းသတင်းမြစ်တွေစီကသိရပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ကစစ်ကော်မရှင်ရဲ့နေအကန်ဖြူဟာပေမစခန်းကြီးကိုအရခတက်တော့အေးနဲ့ပူပေါင်းတက်တွေအပီးသက်တင်ပိုင်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ၁၀နှစ်ညပိုင်းကလေးကစခန်းတွင်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီး လေကြောင်းပစ်ကူရီချားကစကန်းကို အေအေကတင်းယူလိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲကတော့ဖြစ်နေတယ်လေကြောင်းကလည်းစက်တိုက်ကျဲနေတယ်စတရက်နေ့မနက်ပိုင်းထိကိုဝိုင်းတွဲနေလားကျဲနေတာလို့မကွေးသတင်းရင်းမြစ်က ERI Times ကိုပြောပါဗျ။စစ်ခော့မရှင်တက်ဟာစကန်းကမထွက်ပြေးမီဟာဝေဇာမြောက်တွေကိုလည်းရင်လန်းတွေနဲ့တဲထုတ်သွားတယ်လို့သတင်းရင်းမြစ်ကဆိုထားပါဗျ။စစ်ကောင်မရှင်တက်ဟာနေအကံပြူအောင်ပင်မစကန်းကြီး ကာကင်စကန်ဖိုက်တာဂုံးကိုသိမ်းယူခံရပြီးနောက်တက်ပြက်ကနေကန်စကန်ဘက်ကိုလက်နက်တွေဆွန့်တက်ဆုပ်ကြီးရမှာအေးတပ်ဖွဲ့ဝင်တွေရဲ့လိုင်းလံတိုက်ခတ်တာကိုခံခဲ့ရပါတယ်။စစ်ကောင်မရှင်အားနေကန်ပြူဟာမကြစေဖို့အတွက်လေကြောင်းဖြစ်ကူဇက်တိုက်ပေးခဲ့ပေမဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေစကန်ဆွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အေးဟာနေကန်ကာကင်စကန်ဂုံးတွေဖြစ်တဲ့ MPT တာဝါရိုင်းဂုံး ကိုကြီးစကန်ဖိုက်တာဂုံးတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မဗျူဟာဂုံးကိုပေးဆိုတိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။ဗရန်တက်နယ်တွင်ရှိတမကိုကိုဟာတေဆုံးထိခိုက်မှုတွေများစွာနဲ့နောက်တန်းပြန်သွားပြီးနောက်အမတ်စကွနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခ16လောက်ခံတင်ရင်းတွေနေရီကံကိုရောက်ရှိလာတာဖြစ်ပါတယ်။အင်အား1500လောက်တုံးထားတဲ့စစ်ကောင်မရှင်တက်ရဲ့တမကိုကိုဟာအင်အား900လောက်ကနောက်တန်းကို ပြန်နိုင်ခဲ့ပြီးအင်အား300လောက်ဟာစွန်တက်နဲ့နေရီကံတို့ကအင်အားဖြန့်ကျက်ခံခဲ့ရပြီး ်အင်အား900လောက်ဟာတိုက်ပွဲတွင်ပြုံးနေကြတာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာနေကန်စကန်မကြစေဖို့အမှတ်939ကအမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မာဆာခ939ကစစ်သုံးကားကြီးအင်အားပြည့်ပိုင်းရှင်းလန်းတွေနဲ့နေစဉ်နှိပအင်အားဖြည့်ပေးခဲ့ပါတယ်။အရခတ်တက်တော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်ကဆင့်အားလုံရင် ပို့ဆောင်နေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့စစ်သုံးကားကြီးအစီး20ပါရင်းနှန်းဟာ အော်တိုဘားလ17ရက်မနက်အစောပိုင်းမှာဟင်္ဒရာဘတ်ကနေလေးမျက်နှာမြို့ကိုထွက်ခွာသွားတယ်လို့သိရပါတယ်။အခုစစ်တပ်ကအင်အားပို့တာမှာထောက်ပို့လမ်းကြောင်းပြောင်းတဲ့အနေနဲ့ဟင်္ဒရာဘတ်ကနေကွင်းကောက်ထိတက်ပြီးမှလေးမျက်နှာရေးကြီးဘတ်ကိုစီရင်နှံသွားတယ်။လေးမျက်နှာဘတ်ကိုအမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်လို့ AR သတင်းရင်းမြစ်က AR Times ကိုပြောပါရတယ်။စင်ရပြင်းနဲ့ထွက်ခွာသွားတဲ့အဲ့ဒီရင်နှံဟာ အင်းမျက်နှာအဆက်ဆက်ဆက်ယိုကျေးရွာဘက်ကိုဥတီနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်အာရခတက်တော်အေးဟာစစ်ကောင်မရှင်တက်နဲ့ဘကိုးညောင်ကျိုးပြူအောင်မကွေးနေရကပြူအောင်အေယဝရီလေးမျက်နှာမြုပ်နေလို့မှတိုက်ပွဲတွေပြင်းထန်နေတယ်လို့အောက်တိုဘာ10ရက်နေ့မှာအေးကထုတ်ပြန်ထားပါတယ်အေယဝရီတိုင်းနေမျက်နှာမြုပ်နယ်ပါဝင်အမြောက်တက်3လေးလေးရှိတဲ့ရေကြီးမြို့နယ်မှာစစ်ကောင်မရှင်ကအင်အားဖြစ်တင်းနေပါတယ် ဒါအပြင်အမတ်တ344ရဲ့ပဝင်းကျင်ရှိဈေးရွာတွေကဒေသခံတွေကိုပါစီကောမရှင်ကမောင်းထုတ်ပြီးကာကင်းစကန်တွေ ပြုတ်လုပ်ပြီးငါးတိုင်းချောင်းတိစစ်စေးကိစ္စခန်းငယ်တွေကိုတိုးချဲ့ထားပါတယ်